ချစ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းမာခြင်းနဲ့အမြန်ဆုံးပြည့်ဝကြပါစေလို့ဥစွာပထမစိတ်သည်စပီကာနေပြီးတော့နှုတ်ခွန်းဆက်တာဂါတော်ကပြုလိုက်ရပါတယ်ခင်ဗျာတီတီဒါနာနဲ့ပလီပလာမပြောတတ်တဲ့စိတ်သည်စပီကာပြန်လည်လို့ရောက်ရှိလာပါပြီခင်ဗျာပြောစရာတွေကတော့အများကြီးပါပဲမပြောရင်မပြီးမတီးရင်မမီဆိုတဲ့စကားအတိုင်းပဲပြောရတော့မှာပေါ့ဗျာ ဝါဝါမြင်တိုင်းရွှေစစ်လို့ထင်နေတဲ့ဘောမတတိုက်ကတော့ဆက်ပြီးတော့ဘောဆက်မှကြတာပေါ့အဲ့လိုမျိုးပါပဲအလူလက်ဖက်နဲ့မျက်နှာလုံနေတဲ့ဘိုးချုပ်ယူကြီးကတော့အမြဲတမ်းအလူလက်ဖက်နဲ့မျက်နှာလုံနေသေးပါပဲလုံနေတော့မှာပဲခင်ဗျာဘာကြောင့်လဲဆိုတော့ရန်ကုန်မှာပြီးခဲ့တဲ့ဂျပိုင်းတော်တင်းကနေပြီးတော့ဘိုးချုပ်ယူကြီးမိသားစုကနေပြီးတော့ရှင်အပါ 9000နဲ့900ချိတ်ငိမ့်တဲ့เนาะလှူဒန်းခဲ့ပါလေအဲ့ဒီလှူဒန်းတဲ့ပတ်စံကဘ ᱹ ဓုပတ်စံလဲပြည်သူလူထုရဲ့ပတ်စံဒီပါပဲနမေခံတော့ဘိုးကျုံမှုကြီးမင်းအောင်လိုက်မိသားစုကနေပြီးတော့ရှင်အပါ9000နဲ့900ကိုเนาะရှင်ပြုတ်သွားပါလေရှင်တပားကိုเนาะရှင်တပားကိုမြမကြက်ငွေတသိန်း ဝတ္ထုငွေကတ်မယ်လို့လဲအတိအလင်းကိုပြောသွားပါတယ်ဗျာတကယ်တကယ်ရှင်အပား900ရှင်ပား9500ရှင်ပား9500ရှင်ပြုတဲ့အချိန်မှာသူ့အိတ်သေးရတပြားမှမထွက်ပါဘူးမြို့နယ်တွေမြို့နယ်တွေရက်ွက်တွေရက်ွက်တွေရနေပြီးတော့ဒီမြို့နယ်ကတော့ဘဏ္ဍပဒီရက်ွက်ကတော့ဘဏ္ဍပဒီလမ်းကတော့ဘဏ္ဍပဆိုတော့အဲ့ဒီလိုလှုပ်ပြီးတော့ရက်ွက်တွေမြို့နယ်တွေရနေပြီးတော့ကြတဲ့ငွေကို ပေးရပါတယ်ရှင်တပားကိုတသိန်းဝတ္ထုငွေကတ်မယ်ဆိုပြီးတော့တကယ်တကယ်ရှင်တပားချင်းစီကိုဝတ္ထုငွေမပြောနဲ့ရှင်လဲပြုတ်လဲပြုတ်ပြီးွားကောသူတို့မိသားစုလဲဘယ်ရောက်သွားလဲမသိပါဘူးရေဆက်သွန်းချအမျှဝေပြီးတော့ပျောက်ချက်သားကောင်းသွားလိမ့်တာနော်ဘယ်ရောက်လို့ဘယ်ပေါက်မှန်းအရေးတောင်ကျွန်တော်ရှာလို့မတွေ့တော့ပါဘူးဗျာအဲ့ဒါဘာလဲအလှလက်ဖက်နဲ့မျက်နာလှုပ်တဲ့ နိုင်ငံတော်အကြီးအကဲဆိုပြီးတော့ဂုံပုတ်ကြီးကိုယူပြီးတော့เนาะယာယီတပရာကြီးเนาะတက်ချုပ်ကြီးစစ်ကောင်စီဥက္ကဋ္ဌအဲ့ဒီနာမည်ကိုယူပြီးတော့လှုပ်ရှားသွားတာပါပဲဗျာသူတို့ရဲ့ဘောမာတွေကတော့ပြောမှာပေါ့ဟာငါတို့ရဲ့ဘမကြီးเนาะဘမကြီးကနေပြီးတော့ရှင်အပါငါတို့နဲ့ငါရအောင် ဘသူမှမလုံနိုင်တဲ့ဥစ္စာကိုရန်ကုန်မြို့ကြီးမှာချိန်ချိန်တည်းကျင်းပသွားတယ်သူတို့မိသားစုကဘလို့တွေလှူသွားတယ်ကဲကြည့်ပါမယောင်ရာစီလူဖြစ်နေပြီဗျာ၃လပိုင်း28ရက်နေရမြင်းငင်လှုပ်သွားလို့တိုက်တွေပြီးတယ်အဆောက်အဦတွေပြီးပြီးတော့တေဆုံးသွားတယ်လူတွေတော့မှဖော်မထုတ်နိုင်ပဲနဲ့အေဗီလာ၂ရက်နေမှာသူတို့မိသားစုကနေပြီးတော့ရှင်ပါ9000နဲ့9000ကိုချိန်ချိန်တည်းကျင်းပသွားတယ်ဆိုပြီးတော့ ဒီဘက်မှာ तू က for show လှုပ်သွားတာကဲကောင်းသလားဗျာမယောင်ရာစီလူးဖြစ်နေတယ်အဲ့မယောင်ရာစီလူးနေတဲ့တက်ချုပ်မိသားစုတက်ချုပ်အတိုင်းအဝိုင်းကိုအောက်ကလူတွေကလည်းထိုင်ကရုံးနေလိမ့်ကြတာထိုင်ကရုံးနေလိမ့်ကြတာသူတို့ကရုံးရင်းနဲ့ဖို့ကြီးရထွက်သွားတော့မှဆက်ပြီးတော့ကရုံးနေတော့မယ်ဟုတ်ပါပြီကျွန်တော်တို့အဲ့လိုမျိုး ပေးမယ်လှူမယ်ဆိုပြီးတော့တကယ်ပြည်သူတွေလက်ထဲမရောက်တာတော့စိတ်မကောင်းစရာပါပဲခင်ဗျာငလျင်တန်တင့်နေတဲ့ပြည်သူတွေလည်းလည်းဒီတိုင်းပါပဲသူတို့လှူမယ်ပေးမယ်လှူမယ်ပေးမယ်ဆိုပြီးတော့အလူလက်ဖက်နဲ့မျက်နာလှုပ်မျက်နာလှုပ်ပြီးတော့အခုဘာလဲအဲတည်သွားတဲ့လူတဦးချင်းစီကိုစဲသိမ်းပေးမယ်တဲ့ဗျာကဲစဉ်းစားကြည့်တော့ဗျာဒေါ်လာနဲ့တွေ့ကြည့်စဲသိမ်းကဘယ်လောက်မှမရှိဘူးနော်အနည်းဆုံးစင်ကာပူထိုင်း ဘတ်ငွေတွေဒေါ်လာတွေနဲ့တွက်ကြည့်ဘာမှမရှိဘူးဘတ်နဲ့တွက်ကြည့်ရင်လေတပေါင်းတော့မပြေဘူးဘတ်တပေါင်းတော့မပြေပါဘူးအဲ့ဒါကိုသူတို့ကနေပြီးတော့နိုင်ငံတကာကလှူထားတဲ့တန်ပေါင်းများစွာငွေအဲ့တန်ပေါင်းများစွာငွေကိုသူတို့တတ်မှတ်ထားတဲ့ဥစ္စာနဲ့ပြန်စင်းသားကြည့်သူတို့လှူနေကြတာဗမာငွေ100သိန်း100သိန်း100သိန်းကဘာလို့လို့ရပါလဲလူတဲ့တချောင်းက100သိန်းပဲတန်လားဟုတ်ပါပြီအဲ့ဒါ तू ကတော့ ခရုကိုမစိုက်တာပါရှေ့တန်းမှာကြောက်ရတဲ့ရဲဘော်တွေစဲ့သိန်းတော့မရပါဘူးဗျာတသိန်းမရတယ်ဒါတော့မှသူ့သားကနေပြီးတော့ကြိုင်နာတာတော့ပေးချင်မှပေးတယ်အဲ့ဒါတွေရှိပါတယ်ဟုတ်ပြီမန္တလေးတိုင်းနော်မန္တလေးမြို့ပေါ်မှာတဲ့ရက်ွက်များတွင်အလူရှင်များမှ လာရောက်လှူဒန်းသည့်ပစ္စည်းများကိုအုတ်ချုပ်ရေမှုနှင့်အဖွဲ့ဝင်တွေကနေပြီးတော့၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သောရွှေမျိုးများထံသို့ ပြန်လဲဝေငှနေကြောင်းသိရပါတယ်ဗျာကဲကောင်းသလားဗျာရှေ့ဆောင်နွားလားဖြောင်းမြောင်သွားမှနောက်နာတတိုက်ဖြောင်းပြောင်းလိုက်မယ်တဲ့နော်အာနာဝပြည်သူရှီယာလူယူထားတဲ့ငါခေါင်းဆောင်ပဲဆိုပြီးတော့လုံနေတဲ့တက်ချုပ်လိုလူမျိုးကဖြောင်းမြောင်မှမသွားတာသူ့ရဲ့ငယ်သားတွေအပြင်ကိုအခုရက်ွယ်အုပ်ချုပ်ရေးမှုတွေမြို့နယ်အုပ်ချုပ်ရေးမှုတွေကနေပြီးတော့ သူ့ရွှေမျိုးအတိုင်းဝိုင်းနဲ့သူတို့အတွက်ကြီးပဲယူထားတာစံတလားဗျာရှိသေးတယ်เนาะရှိသေးတယ်ရှိသေးတယ်ဒါပြောရရင်တော့အများကြီးပေါ့เนาะအဲအခုဘာနဲ့လားတဲ့တူလဲဆိုတော့ဒီတက်ချုပ်ကနိုင်ငံတကာအသိအောင်လို့ဓာတ်ပုံလေးရိုင်းလိုက်အဲဘယ်ဆေးရုံမှာဘလူးလေးလှူလိုက်အဲအဲ့ဆေးရုံမှာလှူဖို့ကလာခရိုနီဒေရှီယာလာမင်းတို့ဘလောက်ပေးစိုက်တဲ့ထက်လှူမယ် ခရိုနီလေးရှိရတောင်းတယ်ပြီးတော့ तू ကနေပြီးတော့ तू လှူတဲ့ပုံစံအတိုင်းနဲ့ तू ကလှူတယ် तू အိတ်ထဲကတပြားမှမထွက်တဲ့ဥစ္စာနိုင်ငံတော်ကနေပြီးတော့နိုင်ငံဟိုမြန်မာပြည်သူပြည်သားတွေပြည်သူတွေရဲ့ဘန်နာငွေတွေကိုစားပြီးတော့ပြည်သူတွေဒုက္ခရောက်နေကြတော့ငါးပြားတစီမထွက်တဲ့လူကိုခမည်းတော်ကဆက်ပြီးတော့ရွေးကောက်ပွဲမှာခမည်းတော်ကမဲပေးအောင်မှလာလို့ပဲကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်เนาะ ီးတော့နောက်တစ်ခုရှိသေးတယ်ဗျတကယ်တကယ်ငလျင်လှုပ်သွားတာကစကိုင်းဘဟုအချက်အချာကြပြီးစလှုပ်သွားတာစကိုင်းကစလှုပ်သွားတာစကိုင်းပြီးတော့အဲသူနဲ့ဆက်နွယ်နေတဲ့ကျွန်တော်တို့အင်းဝเนาะအဲမန္တလေးเนาะအဲ့ဒါတွေဆက်လုပ်ပြီးတော့နေပြီးတော့ဘာညာစုတော့မြမပြည်တော်တော်များများလှုပ်သွားတယ်စကိုင်းကိုကြောက်လိုက်တာဗျာဖင်တုံအောင်ကြောက်တာဖင်တုံအောင်ကြောက်တာ စကိုင်းဆိုတဲ့နာမည်ကိုသူတို့ကြားဖို့မကြားချင်ဘူးမကြားချင်တဲ့အတွက်ငလင်ဘေဟာလှုပ်မန္တလေးဟာစာလှုပ်အခုနော်ညမနိုင်ငံမှာဘိုးပြူပြီးတော့လှုပ်သွားတဲ့ငလင်ရဘေဟာစာလှုပ်တာလေမန္တလေးဟာစာလှုပ်တယ်ဆိုပြီးတော့အတင်းများကမန္တလေးဟာလှုပ်တယ်မန္တလေးဟာလှုပ်တယ်ဆိုပြီးတော့အတင်းကာရောတွေပြောနေတယ်မြန်မာပြည်သူပြည်သားတွေကလည်းသိတယ်၊ကမ္ဘာကလူတွေကလည်းသိတယ်။မရှက်ဘူးလားဗျာ။ကဲ၊သူတို့ကဘာလို့စကိုင်းကစပြီးတော့ လှုပ်တယ်လို့ဘာလို့မပြောရတာလဲဒီဘက်ကကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်စကိုင်းမှာအညာသားတွေအညာသူတွေကနေပြီးတော့စစ်အာဏာရှင်ကိုတော်လန်တာပြောင်မြောက်နေတယ်ငလန်တော့မထူနိုင်ဘူးသူတို့တွေမြို့ပေါ်ကွက်ကွက်လေးမှာပဲသူတို့အုပ်ချုပ်ထားရတယ်စကိုင်းပတ်ပတ်လေကိုသူတို့ခြေတော်နင်းလို့မရဘူးလေရင်နေနဲ့နော်ဒီဘက်မှာငလင်ရလုံနေလေရင်နေနဲ့ဘုံကျက်တိုက်ခိုက်နေယနေ့ချိန်ဒီဘုံကျက်တိုက်ခိုက်နေတယ် နော်စကိုင်းကိုသူတို့ကဘာလို့နာမည်ထည့်မပြောတာလဲလာပြီးရေလျံနဲ့ပတ်သက်သွားပြီးကျွန်တော်တို့ဖတ်တော့စကိုင်းရေးတော့စစ်ကိုင်းသူတို့စစ်ကြီးကဥโจပြီးကိုင်းကြဝါမယ်ဆိုတော့ရေလျာကြီးကိုခေါင်းထဲဝင်နေတယ်ဖေဒီရေလျာတွေကိုယုံနေတဲ့ဒီစစ်မိတ်ဆာတတိုက်ကစကိုင်းဆိုတဲ့အရာကိုသူတို့ကမတုံဘူးဒါကြောင့်သူတို့ကနေတော့ မြင်းကလေးဘယ်ကစလှုပ်မန္တလေးကစလှုပ်ဆိုပြီးတော့သူတို့ကနေပြီးတော့မရမကသူတို့ကနေပြီးတော့ဓာကြီးကိုသတ်မှန်နေတာကဲမယူလုံးလားဗျာဟမ်မယူလုံးလားအဲသူတို့အတွက်ကတော့ဓာကြီးကမဆန်းတော့ပါဘူးပြောင်းလိန်ပြောင်းစားပြောင်းယူနေတဲ့လူတွေလိုပဲကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျအဲချင်းပြည်နယ်ဖလန်းမျိုးကစစ်ကောင်စီနောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ ခတ်လိုက်ရ268ကိုနော်ချင်းညီနောင်နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေကနေပြီးတော့တင်းစီနိုင်ခဲ့ပါတယ်ဗျာနော်စစ်ရေးသတင်းအရင်မြေရလဲကျွန်တော်တို့ကတိတိကျကျကျွန်တော်တိပြီးသွားပါပြီကောင်းလိုက်တာကောင်းလိုက်တာဘာကိုကောင်းလိုက်တာလို့ကျွန်တော်ပြောလဲဆိုတော့ဒီဘက်မှာကမြင်ငင်လှုပ်နေတယ်ပြည်သူတွေကနေပြီးတော့တေးကြီးပြက်စီးနေတယ်ဒုက္ခရောက်နေတယ် မြင်ငင်လောက်တာလည်းမပြီးသေးဘူးမိုးကြီးလေကြီးတွေရွာလို့ပြည်သူတွေမှာနေစရာမရှိဘူးဖြစ်နေတယ်နိုင်ငံတကာကနေပြီးတော့ပြည်သူတွေကိုပတ်မိုးကူညီထားတဲ့ပတ်စံတွေကြတော့ခြောက်လုံးနဲ့ကသူတို့အိမ်နေနဲ့စစ်ရုံးတွေကိုပြင်းနေပြည်သူတွေကိုလက်ဝဲအောင်မပေးဘူးပေးတော့လဲတေတဲ့လူမှစေသိမ်းပဲပေးတယ်လေဗျာအခုတိုက်တွေပြိုနေတယ်အဲ့ဒီပြိုနေတာကိုပြန်ရှင်းထုတ်ရင်အ ਨੇ ဆုံးတိမ့်30တယ်ဗျာ မရှိတဲ့လူဘယ်လိုလုပ်မလဲဟမ်မရှိတဲ့လူဘယ်လိုလုပ်မလဲခင်ဗျားတို့စဉ်းစားကြည့်ပါဒီတိုင်းအုပ်ပုံကြီးပေါ်မှာနေရမှာလားလမ်းဘေးမှာနေရမှာလားခင်ဗျားတို့ပြန်ပြီးစဉ်းစားကြည့်နော်အာနာလူယူပြီးအာနာသိမ်းတဲ့စစ်ဘလူးအဲ့ဒီစစ်ဘလူးမင်းအောင်နိုင်ဟာခင်ဗျားတို့စဉ်းစားပြီးသူတွေကိုရရက်ဆက်ဆက်နဲ့တတ်ဖြတ်နေတယ် ပြည်သူတွေကိုဒုက္ခရောက်နေတော့လက်ပိုက်ကြည့်နေတယ်ခမားတို့စဉ်းစားကြည့်ကောင်းသလားမကောင်းလားအဲ့ဒါကိုခမားတို့ကဘောဆက်မမယ်ဆိုရင်တော့ခမားတို့တိုင်းနဲ့ခမားတို့ကံမဲဗျာကျုပ်တို့ကတော့ပြည်သူငိုရင်ငိုမယ်ပြည်သူရင်ရှိမယ်ပြည်သူမျက်ရည်ကိုကျုပ်တို့ကတုတ်ပေးခြင်းနေတဲ့လူတွေဘေးတိုင်ပိုင်ကြပြီးတော့ခမားတို့နော်အကျန်းဖတ်စစ်ကောင်စီဘက်ကနေပြီးတော့ ်ခမည်းတော်ပြောနေတဲ့စကားတွေခမည်းတော်တောင်းဝီွားမယ်ခမည်းတော်ရှက်တက်ကမယ်ခမည်းတော်လှူတာဘာတွေရှိပြီးသွားပြီလဲဟုတ်ပြီစကိုင်းတိုင်းအင်းတော်မြို့နယ်တစ်ခုလုံးကို KIA ဥဆောင်သောတော်လန်ရေးတပ်ဖွဲ့ဝင်တွေကနေပြီးတော့အပိသက်တိမ့်ပိုက်လိုက်ပါပြီဗျာ KIA ရှင်းတယ်တရင်ချင်းမြစ်ကနေပြီးတော့ရထားတာပါခမည်းကောင်းကောင်းတယ်ဗျာတိတ်ကောင်းတဲ့စီစဉ်လေးတွေပေါ့ ပိတ်ကောင်းတဲ့စီစဉ်လေးတွေခမားတို့ကနေပြဒီဘက်မှာခမားတို့ကနေငလီလှုပ်တဲ့အာခမားတို့ကနေငလီလှုပ်တဲ့ဥစ္စာတွေကိုဗန်းပြပြီးတော့ပြီးနိုင်ငံတကာကနေတော့ပတ်စံတွေကိုခမားတို့ကဘုံနဲ့ခိုးတယ်ပေါ်တင်ယူတယ်ပြည်သူတွေကဓမ္မမပေးဘူးအော်ဒီဘက်ကျတော့ခမားတို့ကစစ်ရှုံးမှဆိုလို့မြို့တွေသိမ်းခံမှဆိုလို့ခမားတို့သေမှဆိုလို့ဒီဘက်ကခမားတို့ဘုံတွေခြေပြီးတိုက်ခိုက်နေတယ်ခမားတို့ကြောက်ပြောလိမ့်မယ်ငလင်ဘာလို့လှုပ်တာလဲတကယ်တကယ်ငလင်ကိုတတ်မှတ်ထားတဲ့ဥစ္စာကနောင်လာမဲ့ 10နှစ်15နှစ်လောက်မှဒီငလျင်ကျော်ကလှုပ်မှာအခုဆိုခမားတို့ကနေပြီးတော့ပေါင်900ပေါင်1000ဘုံးနေနဲ့ဒိန်ဒိန်အဆက်မပြတ်ခမားတို့ကနေနေစဉ်ရက်ဆက်ကျဲဘုံးနေကျဲချနေတော့လှုပ်နှိုးသလိုဖြစ်လာတယ်လှုပ်နှိုးသလိုဖြစ်လာတဲ့အတွက်အခုစကိုင်းမန္တလေးနေပြီးတော့အင်းဝအိုက်တဝနော်မလှုပ်တဲ့နေဆိုတာမရှိဘူးတေးသေးနဲ့ကြီးကြီးပဲကွဲသွားတယ် ကဲဒီနေ့လေးနေဗျာမန္တလေးမြို့ဝမ်းတွင်းမှာမနေ့အစောကြီးပဲလှုပ်သွားတယ်ခမရဆက်လုံနေတော့ဒီလိုပဲဆက်ဖြစ်နေဦးမှာပါပဲအမတ်တစ်စစ်ဒေတာအောက်မှာရှိတယ် PDF နော် ABDF နော်အထူးကွန်မန်ဒိုတက်ရင်းတွေတဲ့ပကဖအတွင်းပါပအဝင်ပူပေါင်းတက်တွေနဲ့ KIA တို့ကနေတော့စကိုင်းအင်းတော်မြို့ကို AB လ9ရက်နေ့မှာအပိဓာတ်တင်ပိုက်လိုက်တယ်ຫນွေဦးတော်လန်ရေးမှာတော်လန်ရေးတက်တွေเนาะတင်ပိုက်ထားတဲ့မြို့ပေါင်းအ ਨੇ ဆုံး95မြို့ရှိပါပြီဗျာကဲဒါဝန်တာစရာပဲဝန်တာတယ်ဆိုတာကျုပ်တို့ကနေပြီးတော့ဒီစစ်ကောင်စီလို့တတ်မှတ်ထားတဲ့အာနာယူတွေ တိတ်ပိုက်ထားတဲ့ရှိတဲ့မြို့တို့တမျိုးပြီးတမျိုးကျွန်တော်တို့ကတိန်းတယ်ဒါပေမဲ့ကျွန်တော်တို့ကအင်ကျက်ချင်းချင်းအိုးမဲ့တုတ်ပြီးတော့ခုတ်ခံနေရတဲ့အတွက်ကို့မြမာပြည်သူပြည်သားတွေတည်တည်ပြည့်စည်တာတော့စိတ်မကောင်းပါဘူးနော်ကျုပ်တို့ဘက်ကရဲဘော်လေးတွေကျုပ်တို့ကလေးတွေတည်ဆုံသွားတာဘယ်တော့မှခမားတို့ကိုမမေ့ဘူးဆိုတာခမားတို့တတိယတာပါမှတ်ထားလိုက်ပါခမားတို့လူမျိုးပဲကျုပ်တို့လည်းဘယ်တော့မှမမေ့ဘူး ်ဒါပေမဲ့တုတ်တို့ပြည်သူတွေနဲ့ PD ရဲ့ရဲဘော်တွေတော်လှန်ရေးတပ်ဖွဲ့ဝင်တွေတိုင်းရင်းသားလက်နက်ကင်တွေအဖွဲ့အစည်းအားလုံးကကြဆုံသွားတဲ့ရဲဘော်လေးတွေကိုတုတ်တို့ရင်ထဲမှာကပီးထိုးထားတယ်ခမားတို့ဘက်ကနေပြီးတော့ကြဆုံသွားတဲ့ရဲဘော်လေးတွေကိုခမားတို့ကပီးထိုးခဲ့လာလူရောင်ောတွင်းခဲ့လာလူမပိတာတဲ့ခမားတို့ဟာ လူရဝင်ညင်နေတာတော့အံ့ဩပါရဲ့ဗျာနိုင်ငံတကာအစည်းအဝေးဖွဲ့ကြီးကိုတက်မယ်ဆိုပြီးတော့ထိုင်းနိုင်ငံကိုသွားတဲ့အချိန်မှာပညာသားပါပါနဲ့ခမားတို့ကိုခွေးမောင်းသလိုမောင်းထုတ်လိုက်တာငုံကမရသေးဘူးလားလို့ပဲဒီနေရာနေပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့စိန်နီးစပီကာတခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကြပြာလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ကျွန်တော်ဒီတစ်ခါဒီတစ်ခါ ရွတ်ပတ်မဲ့ကြပြာလေးကတော့ပြစ်တိုင်းတောင်တဲ့ဒီကြပြာလေးကိုရေးဆက်တဲ့စာရေးဆရာကြပြာဆရာကတော့ကျွန်တော်ရဲ့အမမတ်တီတာစံကြောင်ပဲဖြစ်ပါလေဒီနေရာနေပြီးတော့ဆရာမမတ်တီတာစံကြောင်ခင်ဗျာဆရာမရဲ့ကြပြာလေးကိုကျွန်တော်ရဲ့စိန်လီစပီကာမှာရွတ်ဖတ်ခွင့်ပြုပါလို့ကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်တောင်းခံပါတယ် ကြပြလေးရဲ့အမိကပြစ်တိုင်းတာဟုတ်သူမကျင်းနေတဲ့ဘုံကျဲတာခံနေရသူတွေကိုအားပေးကြယာယီပြစ်ရက်ရမယ်ဆိုပြီးတော့ဘုံအကျဲမရက်တာကအပြစ်ရှိသူတွေကိုယ်တိုင်ပဲအပြစ်သားတွေဟာအပြစ်ဖြူဟာရက်ပြပြီးတော့အကျဲဖြူဟာကိုကန်ဆွဲလို့ သူတို့တွေးတွေဘလောက်ကျဲနေကြောင်းထုတ်ဖို့ဝန်ခံကြအပြစ်မဲ့လူလူကတော့အပြစ်လဲခံအကျဲလဲခံတွေးကျဲတာလက်မခံခေါင်းပေါ်မှာအပြစ်သားတိမ့်စုံငက်တွေဝဲတဲ့အခါဘုံခိုကျင်းနေကိုခေါင်းငုံဆင်းခဲ့ကြရခုတခါခြေပွားအောက်ကမြေသားတွေဟာတုံလုတ်တုံခါ ပြက်၍လာခဲ့အပြစ်မဲ့လူလူအတွက်ခေါင်းတွေဟာဥတီယာဝေဝါမော့ထားရမှာလားငုံလိုက်ရမှာလားပြစ်တိုင်းတော်လေးတွေဟာဘလို့ပြစ်ပြစ်ခေါင်းထောင်နေကြငါတို့ကလည်းတူတူပါလူလူထက်ဒုကြီးဟာဘယ်မှာ ရှိပါလေပြစ်တိုင်းနောင်အောက်ခြေသူရဲ့အလေးချောင်းသာပတိတ်တဲချစ်လက်တဲ့အောက်ခြေသူဟာပြစ်တိုင်းနောင်တွေကိုပြစ်တိုင်းထောင်နိုင်စေတဲ့လာခဲ့ကြငါတို့လူလူအောက်ခြေသူဘာကိုမှမမှုမဲ့သူအပြစ်လဲခံအကျဲလဲခံသွေးမကျဲ ွေးမပြစ်ဘဂတိစစ်မှန်သောချစ်ချင်းမေတ္တာများဖြင့်ဒုကိုတိဆောက်ကြဒုကိုခံကြည်စေကြပြစ်တိုင်းပြစ်တိုင်းပြန်ထောင်ကြမတိတာစံကြောင်းလေးစားပါလေကျွန်တော်တို့မြမပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေအမြန်ဆုံးအေးချမ်းပါစေအမြန်ဆုံးဘေးမတန့်ချောင်